တော့အမျိုးသမီးဤကိုလည်းအင်္ကာသမင်းတို့ဖြင့်ယဟန်တော်များအမတိကောင်းပုံတဲ့အမျိုးသမီးများသည့်ယဟန်တန်ဃာတို့ဤတိနာသမာဓိပညာဂုံဒိက္ခာတို့ကိုလေးစားကြည်ညိုစွာဖြင့်ယဟန်တန်ဃာတော်တို့ဤအနည်းသောကဲ့၍ပစိတုပ်ပြီးရှင်တော်အစုံဝဲလက်နှစ်ဖက်တင်လျက်ဥကောင်းညွတ်ကအပါဒယရှိခိုးပုဇော်တိရှိကြ၏ထို့သောရှိခိုးခြင်းတွင်ရှိခိုးသူ၌စေတနာတရားတရားအလျောက်အကျိုးထူးရရှိနိုင်တော်လေယဟန်တော်တို့အတွက်အပြစ်အာဘဲတင်နိုင်သဖြင့်အမျိုးသမီးများသည့်ယဟန်တော်တို့ကိုရှိခိုးရ၌ဖြစ်စေ ယဟန်တော်၏ကိုလက်အင်္ကာတို့ကိုတော်၎င်းသင်္ကန်းကိုတော်၎င်းမိမိကိုယ်အင်္ကာတို့ဖြင့်မထိမိမကင်မိအောင်အထူးသတိပြုကြရန်လိုအပ်ပါသည်နော်ရှ िख ိုးတဲ့အခါမှာယဟန်တော်ရဲ့ရှ िख ောက်တွေကိုမထိအောင်ရှ िख ိုးဖို့ပြောတာပါဟောတော့ဦးနှလုံးယဟန်တော်ဒီမှာကမထိကောင်းတဲ့တဲမှာမြို့သမီးရဲ့အသားအရည်မထိကောင်းဘူးမြို့သမီးရဲ့အဝတ်အစားအသုံးဆောင်ပစ္စည်းတွေကိုမထိကောင်းဘူးပေါ့နော်အဲ့ဒါမထိကောင်းအဲ့လိုမျိုးရှိတယ်အဲ့တော့အဲ့အဲ့ဒါကိုကြောင်းသူကဒီဟာကမြို့သမီးတွေကိုယဟန်တော်ရှ िख ိုးတာမထိနိုင်ပြောတာသို့တော်ပေါ့သို့တော်ဆိုတာက ဘုရားလက်ထက်တုန်းကဘယ်လိုရှိခိုးတယ်လဲပေါ့ဘုရားလက်ကရှိခိုးတဲ့အခါမှာကျွန်တော်တတိထားမိတာပေါ့လေစာထဲမှာလေ့လာမိတာကတတော်များများကတော့ခြေတော့ကိုကင်ပြီးရှိခိုးကြတာပဲယနေ့ချိန်ဒီတီဟိုတို့မှလည်းပဲမနော်တခြားနိုင်ငံတွေမှာလည်းရှိခိုးတာတွေ့ဦးတယ်ပေါ့နော်ဟိုအမျိုးသမီးတွေကတော့ဟိုခြေတော့ကိုကင်ပြီးမရှိခိုးကြပါဘူးအမျိုးသားတွေကခြေတော့ကိုကင်ပြီးရှိခိုးကြတယ်အဲ့ဒါစာပေထဲမှာလည်းအဲ့ဒီခြေတော့ကိုကင်ပြီးရှိခိုးတဲ့အနေထားတွေအများကြီးတွေ့ရတယ်အဲ့တော့ရဟန်းတော်တပါးဆိုရင်စွန့်ခံကြွားတယ် ဆုံးခံကြတော့သူကဖနဲ့ကိုစီးသွားလို့မရဘူးလေမြို့တဲကိုရွာလို့ကြောက်လို့ဟိုတော်လန်းခရီးကနေလာတော့ဖနဲ့စီးလာတယ်မြေတွေကကြမ်းတဲ့ခါကျတော့ဖနဲ့စီးလာတယ်အဲရွာတဲကိုဝင်ခါနီးဆိုတော့ဖနဲ့မစီးဘူးဖနဲ့ချွတ်လိုက်တယ်ချွတ်ပြီးတော့ဘာလို့ဆိုတော့ခါမှာခပန်းကျိုးမှာရှိထားရတယ်ဖနဲ့ကိုသူကဖနဲ့ကိုသူကခပန်းကျိုးနဲ့ရှိထားအောင်အဲ့တော့လက်နဲ့ကင်သွားလို့အဆင်မပြေဘူးလို့သမိပိုက်ထားရတယ်ဆိုတော့အဲ့တော့ခပန်းကျိုးနဲ့ရှိသွားအောင်အဲ့တော့ရွာထဲရောက်တဲ့ခါကျတော့ဒကာတယောက်ကဘုန်းကြီးကိုရှိခိုးတယ် ဲ့တော့ရှိခိုးတဲ့ကမှသူ့ခေါင်းနဲ့ဖနဲ့နဲ့ထိတယ်လို့ပါတာထဲမှာဆိုတော့ဒါဆိုရင် तू ဟာအဝေးရရှိခိုးတာမဟုတ်ဘူးဖုန်းကြီးရဲ့ခြေထောက်ကို तू နှစ်ဖူးနဲ့တိုက်ပြီးရှိခိုးပြီးတော့ပြန်ထားတဲ့ခါမှာ तू ဖနဲ့နဲ့ तू ခေါင်းနဲ့တိုက်မိတာ तू ကနော်တဒောင်းဒါလေးကြည့်တော့အဖြစ်ဒါခြေထောက်ကိုကိုင်ပြီးရှိခိုးတယ်ဆိုတော့သိရတယ်နောက်ပါဠိတော်ဝိနည်း၅ကျမ်းထဲမှာပေါ့နော်ဝိနည်း၅အုပ်ရှိတယ်ဝိနည်း၅အုပ်မှာနောက်ဆုံးအုပ်ဖြစ်တယ်ပရိဝါပါဠိတော်ဆိုတာရှိတယ်အရှင်ဥပါလိမထေတန်ခိုင်လာတင်ထားတဲ့စာအုပ်ပေါ့အဲ့ဒီထဲမှာဆိုရင်လည်းဒါဟိုပါဒာနိတံပါဟိတဝါဆိုတာ ရှည်တွေကိုစုံနေပြီးရှိခိုးတယ်ဆိုတာပါတယ်နော်ရှည်တွေကိုလက်နဲ့စုံနေပြီးရှိခိုးတယ်ပေါ့အဲ့လိုမျိုးဆိုရှိတယ်ဒါရှစ်ကတုံးကဒါရှိခိုးတဲ့အခါမှာဒါရှစ်တော့ကိုကင်ပြီးရှိခိုးတယ်ဆိုတာလေးကိုတွေ့မိတယ်ပေါ့အဲ့တော့အမျိုးသမီးတွေလည်းဘုန်းကြီးတွေကိုအဲ့လိုမျိုးရှိခိုးရတယ်လားတော့တကယ်တော့ဝင်းကြီးနဲ့အဘသက်လားဆိုတော့မသိတော့မသိဘူးသူကဘုန်းကြီးကဟိုတနေ့ကပြောသလိုလေဆရာဝန်နတ်သမားတွေကစေးကူးတဲ့အခါမှာလာပြီးဘုန်းကြီးကစမ်းသက်တယ်ကင်မယ်ကင်ကောင်းလားမကင်ကောင်းလားရှုပ်မိတယ်ဆိုတော့စေးကူးတဲ့နေလားစမ်းသက်သူကလာကင်တာပြောကွာအဘမသိဘူး ိုကတော့သွားမထီးရတာလေသူကကိုကသွားထီးရင်အဘက်တင်တာသူလာထီးတာအပြစ်မရှိဘူးဟာဗစကားတွေပါလေဘုန်းကြီးတိုးစီလို့မတော်တဆအမျိုးသမီးနဲ့ထီးမိမယ်ဟာဆုံးလောင်းရင်းနဲ့မတော်တဆထီးမိခိုင်းမိမယ်ပစ္စည်းတွေပါလေကတ်တဲ့ခါမှာမတော်တဆလက်တွေပါလေခိုင်းမိထီးမိမယ်ဆိုတော့အဘက်မတင်ဘူးဘာတော့တမင်တကာရာဂဆင်းနဲ့သွားကြင်တာမဟုတ်ဘူးဘုန်းကြင်တာမဟုတ်ဘူးအဲကြောင့်ဒီမှာလည်းအကြောင်းဖခင်တွေတုန်းကလည်းဆိုတော့မျိုးသမီးတွေလည်းအဲ့လိုမျိုးရှီတော့အဆုံကိုရှီခိုးတယ်လေသူတို့တို့ချို့ရတော်ရလွမ်းခန်းဆိုပြီးတော့ချို့ဖတ်ပူးကြလိမ့်မယ်နဲ့တူတယ်ရတော်ရလွမ်းရှင်းလို့ပါတော့တယ်နော် မြတ်စွာဘုရားရှင်ကပိလောကိုပထမအောင်ဆုံးကြွားတဲ့အချိန်မှာရသောတရားကငိုကြီးငိုပြည့်ရေးကြပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်အဆုံးကိုရှိခိုးတယ်ဆိုတာပါတယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ရှိခိုးတုန်းကဒါအမျိုးသမီးတွေရဟန်းတော်တွေရဲ့ခြေတော်ကိုခြင်ရှိခိုးတယ်ဆိုတာကိုတွေ့လို့ရတယ်အဲ့တော့အဘက်တလာဆိုတော့ခဏရဟန်းတော်တွေကတာရတဲ့စိတ်နဲ့လောက်တာမဟုတ်တဲ့အကြောင်းအဘက်မသိဘူးအကေးမြာတာရတဲ့စိတ်ကလည်းနည်းနည်းလေးခြေတော်ကိုတွန့်လိုက်ရင်တော့သိမှာပေါ့သိမှာနော်ဟိုဒီအမျိုးသမီးကလည်းခြေတော်ကိုလာကမ်းပြီးရှိခိုးတယ်အဲ့ဒီအချိန်မှာဖုန်းကလည်းတာရတဲ့စိတ်ဖြစ်ပြီးတော့လှုပ်လိုက်မယ်ဆိုရင်သိပြီအဘက်ကသိပြီ အယိုးယိုးအဘဲတော့မဟုတ်ဘူးတကယ်အဘဲကြီးကြီးမားမားတင်တာတန်ခါတက်တက်လက်ခေါ်တကယ်ဒုတိယအကြီးဆုံးအဘဲတက်မှာသူကဒါကြောင့်မရှိခွတာအကောင်းဆုံးပဲလို့ပြောတာဆိုရင်အဲ့ပြောချင်တာပဲဒရိုက်ကတော့အဘဲမတင်ဘူးနော်ဘာလို့ခြေကုန်းတက်တက်မတင်သေးဘူးဖုန်းကြီးကအဲ့ဒါကိုတာရဲတဲ့စိတ်နဲ့လှုပ်လိုက်မှနော်တာရဲတဲ့စိတ်နဲ့ဖုန်းကြီးကလှုပ်လိုက်ပြီခြေတော်ကလေးနဲ့နဲ့တော့လှုပ်လိုက်ပြီဆိုရင်အဘဲတက်ပြီအဲ့လိုဖြစ်လာအဲ့တော့ခုနကနတ်သမားတွေဆရာဝန်တွေဆရာမတွေပေါ့နော်ဟိုဖုန်းကြီးတွေကိုဆက်တက်တဲ့ခါမှလည်းအဲ့တိုင်းပဲပေါ့အဲ့တော့သူတို့လာဆန်းတက်တာဖြစ်တဲ့ကြောင့်ဘာမှအဘဲမတင်ဘူး အဲ့ဒါကတာယာတဲ့စိတ်နဲ့အာမရလို့နေတော့လှုပ်လိုက်တယ်ဆိုရင်တော့အာဘသင်တော်မှာပေါ့နော်အဲ့လိုမျိုးဖြစ်မှာပေါ့အဲ့လိုဖြစ်အဲ့တော့ခုနကအမျိုးသမီးရဲ့ခန္ဓာကိုယ်လည်းမထိရဘူးနော်သူတို့အဝတ်စားတွေအမျိုးသမီးအဝတ်စားဆိုရင်သူတို့ဟိုဝတ်ထားသည်ဖြစ်စေမဝတ်ထားသည်ဖြစ်စေပေါ့ခန္ဓာကိုယ်မှာဝတ်ထားတဲ့အဝတ်စားကိုလည်းတော့ကင်လို့မရအောင်သပင်လည်းမထိရအောင်နော်သပင်ကိုလည်းတော့ကင်အသာချောလည်းအသားမကင်ဘူးသပင်ကင်လို့မရအောင်နော်သပင်လည်းမရအောင်လို့အသပင်လည်းကင်လို့မရအောင်အဲ့တော့တခြားကြအမွှေးလည်းထိလို့မရအောင်နော်အဲ့တော့လက်မွေးတွေရှင်မွေးလည်းထိလို့မရအောင်ဘာမှထိလို့မရအောင်အဲ့တော့အဝတ်စားတဲ့ဝတ်ထားတဲ့အင်ဂျီ ်ဘာမှတပတ်ဘာမှထီလို့မရအောင်အဲကြောင့်ဦးဇင်းတို့ဒီပန်းတကူကောက်တဲ့ခါမှာဗောတချို့မေးတယ်လက်ဆိုရင်အမျိုးသမီးအင်ဂျီတွေကိုသင်ငှက်ချက်လို့မရဘူးလားတချို့မေးတယ်ဘာတော့အိန္ဒိယမှာအမျိုးသမီးကလမတွေဆိုတာစာရီဝတ်တာဗောဒီစာရီတွေကဦးဇင်းတို့သင်ငှက်ချက်လို့ရတယ်လေသူတို့ဟာဆိုအတောင်20အခြေကြီးပဲသင်ငှက်ချက်လို့ကောက်မှကောက်မယ်နော်သူကအဲ့ခုနကဦးဇင်းတို့အမျိုးသမီးရဲ့အသားကိုမထင်ရဘူးအဝယ်အစားတွေမထင်ရဘူးဗောနော်သူကသမင်ကိုထိရင်လည်းသူကအသားကိုထိတဲ့အဘက်နဲ့သမင်ကိုထိတဲ့အဘက်ကအတူတူပဲသူက တန်ဃာတစ်တစ်ပဲသူကအသားကိုထိလဲတန်ဃာတစ်တစ်ပဲသဘင်ကိုထိလဲတန်ဃာတစ်တစ်ပဲဒီအမွှေးတွေထိလဲတန်ဃာတစ်တစ်ပဲသူကနော်အဲ့ဒီပါနောက်အောက်ဆုံးတစ်ပိုက်နော်ထို့ပြင်အမျိုးသမီးများသည်ယဟန်ခံပွဲ၌ယဟန်သစ်တိမ်မှဆင်းကြွလာသောအခါ၌၎င်းဆရာတော်ကြီးများကိုပူဇော်ပွဲပြုလုပ်ကြရ၌တို့၌၎င်းယဟန်တန်ဃာတော်များကြွရလန်း၌မိမိတို့၏သဘင်ရှင်းသင်ဇေယျအတွက်ဖြစ်စေသူကရွေကြတဲ့တစ်မျိုးပဲနော် ။သဘင်အားကောင်းအောင်လို့ဆရာတော်လေးကိုနင်းခိုင်းတာနော်။မိမိအမျက်တနှိုးပြုပြင်ဆောင်ရှားခဲ့သောသဘင်ဖြင့်အမျက်ဆုံးပူဇော်မြည်ဟုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ။မိမိတို့၏သဘင်ကိုဖြေချကာဖြန့်ခင်းလျက်ထားလိမ့်ရှိ၏။ဒါတော်တော်ရှိကတော့တခက်စားခဲ့ဘူးလေအဲ့လိုမျိုးနော်။ဆရာတော်ကြီးကြွလာရင်လမ်းမှာသဘင်ကြီးတွေဖြန့်ခင်းထားတာ။ထိုသဘင်ကိုယဟန်တော်တို့အနေဖြင့်နင်းမိလျင်အပြစ်အပဲသိအောင်နေသောကြောင့်အမျိုးသမီးများသည်မိမိတို့၏သဘင်တို့ကိုဖြန့်ခင်းမပူဇော်သင့်ကြစေ။ဒါကြတော့ဘုန်းကြီးကလည်းတွားနေတာဆိုတော့အဘက်သိနေတယ်နော်။ဒါသူတို့လာထိတာမဟုတ်ဘူးနော်။ တို့ကဖြန့်ထားတာကိုဘုန်းကြီးကသွားနင်းတာဆိုတော့ဒါအဘက်တင်နိုင်တယ်အဲကြောင့်လမ်းမှာအဲ့လိုမျိုးဖြန့်ခင်းတာမလုပ်တင်ဘူးဟိုပေါ်ဝါပိုင်းတွေဖြန့်ခင်းတာတော့ပြဿနာမရှိဘူးခန္ဓာကိုယ်နဲ့မထိထားဘူးပေါ့ဟိုဆရာတော်တွေမြေကြီးကိုမနင်းစေချင်လို့လေဟိုမြေကြီးပေါ်မှာပေါ့တို့ပေါ်ဝါပိုင်းတွေခင်းရတာလည်းရှိတယ်လေအဲ့ဒါတော့အဲ့လိုပြဿနာမရှိဘူးအဲ့ခုနကသဘင်ကျတော့တစ်ဆယ်ခန္ဓာကိုယ်နဲ့တစ်ဆယ်တည်းဖြစ်နေတယ်။ပြင်တာယဟန်ကလည်းသွားနင်းမှာဆိုတော့ယဟန်ကသွားထိတာဖြစ်နေတယ်။အဲ့ကြောင့်ယဟန်ကအဘက်တင့်ကိုတင်မှာဒါကြတော့နော်။ဟိုတာယာတိဖြစ်စေမတာယာဖြစ်စေအဘက်တင့်မှာသူက တာယာရင်တော့တန်ခါသေးသေးမှာမတာယာရင်ဒုက္ခပဲတက်မှာအဲ့တော့ဘယ်လိုပဲပြောပြောအပြစ်ကြီးတာနဲ့ပြစ်သေးတာပဲကွာမှာနော်ဒီမျိုးသမီးဆိုရင်ကောင်းလိုက်တာငါသွားနှိမ့်လိုက်အောင်ပဲဆိုရင်တော့ဒါတန်ခါသေးသေးပဲအပြစ်ကြီးသွားပြီလားနော်အဲ့တော့ဟိုတာရတဲ့စိတ်မပါဘူးဒကာမတွေရှိမြောက်တော့အပြစ်နှိမ့်နေပါဆိုရင်လည်းဒါဒုက္ခအဘက်ကတော့လုံးဝမလွတ်ဘူးပဲအဲ့ဘယ်လိုပဲပြောပြောအဘက်ကလုံးဝမလွတ်ဘူးနော်အော်အဝတ်ခင်းတာနဲ့ပတ်သက်ပြီးတော့လည်းပြောလိုက်မယ်ပေါ့ဒီမှာတော့မပါဘူးနဲ့တူပါတယ်နော်အဝတ်တွေပါလေခင်းတယ်ပေါ့နော်ရှစ်ကတော့ကြည့်လို့ရှိတယ် ဘောဓိမင်းသားဆိုတာရှိတယ်သူတို့ကခလေးမရအောင်သူတို့သူတို့အိမ်ထောင်စုမှာခလေးမမွေးဘူးခလေးမမွေးတော့သူကခလေးလိုချင်တယ်အဲ့တော့သူအိမ်တိုင်လည်းသူစောက်တယ်အိမ်သစ်မင်္ဂလာတပွဲလုပ်မယ်ပေါ့နော်သူမြန်မာနိုင်ငံဆိုတော့ဒါအိမ်တက်နော်မင်္ဂလာပေါ့နော်အေးအဲ့တော့အိမ်သစ်တက်မယ်ဆိုတော့ဖျားမှုရှိတဲ့တန်ခါတွေကိုသူကပင့်တယ်တတူအကြံနဲ့ဘယ်လိုကြံလဲဆိုတော့ပိတ်အဖြူသူကပိတ်အဖြူကိုသူကလှေကအဆအဆုံးခင်းထားတယ်သူက တော့အကင်၍ဒီပိတ်ဖြူကိုဘုရားကနင်းခဲ့မယ်ဆိုရင်ငါကလေးရမယ် तू อ่ะ तू तू ထာနေ तू तू อ่ะလား तू อ่ะ तू ကြံနေ तू အထာနေ तू อ่ะဘုရားသည်ဒီအခင်းကိုနင်းခဲ့ရင်ငါကလေးရမယ်ဘုရားသည်မနင်းတော့ငါကလေးမရဘူးဟော तू အကြံနေ तू အနာဘုရားပင့်ပြီဘုရားမှုရတန်ခါတန်းစီပြီးကြွလာတယ်အလှေကားကြီးရောက်တော့ဘုရားရှေ့မဆက်ဘူးဘုရားမတ်တရက်နေရောဘုရားရှေ့မသွားတော့အဲ့တော့သွားချောက်တယ်မြတ်စွာဘုရားနင်းပါဘုရားနင်းပါဘုရားသွားကလေးရချင်တာကို तू อ่ะအစ်နင်းခိုင်းတာနင်းပါဘုရားနင်းပါဘုရားက तू อ่ะကလေးရချင်တာမြတ်စွာဘုရားလည်းမနင်းဘူးရက်တယ် အဲ့တော့အရှင်ရဟန်းတန်ဒါကသဘောပေါက်တယ်မြတ်စွာဘုရားဒါကိုမနှင်းရှင်မှုဆိုတာသဘောပေါက်တယ်အဲ့တော့မြတ်စွာဘုရားကဟိုအနန္တကနေတော့ဂျားပြပြပြတော့ဒကာကြီးဒီပိတ်ဖြူတွေကိုဖယ်လိုက်ဘုရားမနှင်းဘူးအဲ့ဒါပြန်ဖယ်ပေးရတာပေါ့နော်အဲ့ဖယ်ပေးတယ်အဲ့တော့မြတ်စွာဘုရားကဝိနည်းပညာတရဟန်းတော်တို့ပိတ်ဖြူမနှင်းနဲ့ဆိုဥပဒေဝိနည်းပညာကိုပညာထားရှိတယ်လူတွေအဲ့လိုပိတ်ဖြူခင်းနိုင်မနှင်းကြနဲ့မဖြစ်လို့လဲဆိုဘုရားကဒါရဟန်းတော်တွေကိုကာကွယ်ပေးရတဲ့ဥပဒေဒီဥပဒေရာ ယဟန်တော်တွေကိုတမင်တကာချုပ်ချယ်တာမဟုတ်ဘူးဘုရားရှင်ရဲ့ကရုဏာတော်เนาะဘုရားရှင်ရဲ့တာဝကတွေပေါ်မှာထားတဲ့စေစနာဘာဖြစ်လို့လဲဆိုတော့လူတွေကအကြံနဲ့လေဒါနင်းရင်ခလေးမွေးမှမနင်းရင်ခလေးမွေးဘူးဆိုတော့ဘုရားကတော့ဒါသိတယ်လေမွေးလားမွေးလားဘုရားတော့သိတယ်အကယ်၍မြန်ကနောက်တန်ဝနောက်လက်ထက်မှာပေါ့နောက်လူတွေကအဲ့လိုလုပ်မယ်အကြံနဲ့လုပ်မယ်ဖို့နောက်ဘုန်းကြီးတွေဘာမှမသိဘူးသိပေါင်းနဲ့နင်းမယ်နင်းပြီခလေးမွေးရင်ဘုန်းကြီးတွေပြောခဲ့တော့မယ်ဒီဘုန်းကြီးတွေဘာလဲငါတို့အဖွဲ့နင်းခလေးလည်းမွေးပါလားဆိုပြီးတော့ အပြောခံရတော့မှာဖခင်ကအဲ့ဒါကိုမြင်လို့ဖခင်ရှင်တော့တပည့်တွေပေါ်မှာထားတဲ့စေစနာတော့နောင်လာနောင်သားတွေရဲ့လက်ထက်မှာအပြောမခံရအောင်လို့ကာကွယ်ပေးခဲ့တဲ့ဥပဒေဒီဥပဒေကနော်အဲ့တော့နောင်လာနောင်သားတွေရဲ့ဘုန်းကြီးတွေကဒီလူတွေကခလေးမွေးရအောင်ပဲဘာမှမသိဘူးလေအဘတကူမရှိဘူးသူရင်မသိနိုင်ဘူးလေတကူမရှိမသိနိုင်ဘူးဘူးမသိဘာမသိသွားနင်းမယ်ဟိုရှဲကနေလည်းမပေါ့ဘူးတချို့ရတယ်မလားသူကတချို့ပြောမယ်လေဒီကနင်းရှဲကနေပေါက်ပါစေမဟုတ်တယ်မလားအဲ့တော့မနေပေါ့ပါစေနဲ့ဆိုဘုန်းကြီးကနင်းပလိုက်ပေါ့ပေါ့လည်းမပေါ့ဘူးဟာဘုန်းကြီးနေငါခင်းနေနင်းတယ်ငါလည်းမပေါ့ဘူးဆိုပြီးတော့အပြစ်တင်ခံမှာပေါ့ အဲ့ဒါမျိုးတွေကိုဘုရားမြင်လို့အပြောမခံရအောင်နောက်တစ်ချိန်မှာအဲ့လိုဖုန်းကြီးတွေပေါ်မှာလူတွေအပြစ်မပြောအောင်လို့ဒါခါလေးဘုရားပိတ်ထားတယ်လုံးဝအဖို့မနှင်းနဲ့လူတွေပိတ်ဖြူခင်းနိုင်မနှင်းကြနဲ့ကျတော့ပြောတာနော်အဲ့တော့ဘုရားအဲ့မှာဘုရားရှင်မနှင်းရခြင်းရွေးချက်ကတော့အဲ့ဒီလင်မယားတို့ကခလေးရောက်ကုန်ဘုရားလားဘုရားတကယ်မရတာမရတော့မနှင်းတာဘုရားအဲ့မှာတော့တကယ်မနှင်းတာဘာလို့လဲဆိုတော့မသားစရာပဲဒါလဲနော်အတိတ်ဘဝမှာသူတို့နှစ်ယောက်လုံးကတော့ကျုံးတစ်ကျုံးပါသူတို့ကငှက်ဥတွေကိုစားခဲ့ကြတဲ့ပြဿနာပဲ လင်းကောမရကောနှစ်ယောက်လုံးကဒီငှက်ဥတွေနေကိုစားပြီးတော့အသက်ရှင်လာခဲ့ကြတာတော်ထဲမှာဆိုတော့စားကြလည်းမရှိဘူးမကျေတော့အဲ့ဒီငှက်ဥတွေကိုသူတို့ကစားပြီးတော့အသက်ရှင်လာကြတာအဲ့တော့သူများရဲ့ဥတွေကိုဖျက်ဆီးခဲ့တဲ့အာကုတုကံကြောင့်ဒီဘဝမှာသူတို့ကခလေးလုံးဝမရအောင်အဲ့လိုဖြစ်တာနော်ငှက်ဥတွေဖျက်ဆီးခဲ့တဲ့အာကုတုပဲအဲ့ဒါကြောင့်မြတ်စွာဘုရားမနှင်းတာပါအဲ့ဝိနည်းပညာတာကတော့နောက်တစ်ချိန်မှာရဟန်းတော်တွေကိုသူများတွေအပြစ်မပြောအောင်လို့တားထားတဲ့ဥပဒေပဲအဲ့တော့အဲ့ဒီမှာပြဿနာတစ်ခုတက်လာတာကမျိုးသမီးတစ်ယောက်ကသူကမင်္ဂလာ ရှိစေခြင်းလို့လူတွေကခုနပြောသလိုလေဟိုလိုမျိုးဆဲကနေပေါ့ခြင်းလို့မဟုတ်ဘူးခုနလိုကိုယ်ကိုယ်ဝင်ရခြင်းလို့မဟုတ်ဘူးပေါ့နော်သူရိုးတောင်းရပါပဲကုသိုလ်ရခြင်းလို့ပေါ့နော်ကုသိုလ်ရခြင်းတဲ့စိတ်နဲ့သူ့အဝေလေးကိုခင်းထားတာပါဆယ်တော်တန်ဃာတော်တွေမြေကြီးမထိစေခြင်းဘူးကုသိုလ်ရကိုယ်ကလည်းကုသိုလ်ရခြင်းတယ်အဲ့ဒီဆန်သားနဲ့အဝတ်ခင်းထားတယ်အဲ့တော့ဘုန်းကြီးတွေကလောကမနေဘူးတက္ကမကြီးကချက်မရနင်းပါဗျာနင်းပါဗျာရှောက်တယ်တက္ကမကြီးကဘုန်းကြီးတွေကလောကမနေမနေဆိုမနေဘူးပဲခုနကရဟန်းတော်တွေကတွေ့လာဖခင်ကမပြောခင်တော့လုပ်မယ်ပြောပြီးဆိုလောကမလုပ်တော့တာသူက နော်ဘသူမျက်နှာမှာမထားဘူးနော်ဟိုအာနာပါနာလည်းမရှိဘူးနော်မအာမနာဘူးနော်ဒီနေ့ခေတ်ဆိုတော့အာနာရင်အာနာနေပါအာမနာကိုဘုရားကမနေဆိုမနေဘူးပဲဆိုငိုမကလည်းဘာဖြစ်နေဖြစ်နေမနေဘူးအဲ့တော့တကယ်မကြီးရပြောတာပေါ့ဟာဖုံးကြီးနေရာလည်းကငါတို့ကုသရရှင်လို့တောင်မနေပေးချောက်ဘူးဆိုတော့မျက်စောဘုရားအာနာနဲ့ထက်ချော့ပြန်တယ်ဝင်းဒီကိုခဏတင်းတယ်နော်ခဏလုံးဝမနေရတော့တင်းသွားတာဘုရားပြချော့တယ်အဲ့တော့ဟိုလိုမျိုးကုသိုလ်စိတ်နဲ့ကုသိုလ်လိုချင်လို့ခင်းနိုင်တော့နေပေးကြပါဆိုဘုရားပြန်ခွင့်ပြလိုက်တယ်နော်ကုသိုလ်လိုချင်တဲ့စိတ်နဲ့ခင်းနိုင်တော့နေပေးပါဆိုတော့ ထပ်ပြီးတော့ဥပဒေကိုပြန်ချော့ပေးလိုက်တယ်အဲ့တော့အဝတ်ခင်းတဲ့အခါမှာသူတို့ကုသိုလ်ကျန်တဲ့စိတ်နဲ့ခင်းလိုက်တော့နင်းကောင်းတယ်ပေါ့တိုးတော့ဒီလူတွေကဘာစိတ်နဲ့ခင်းလဲကိုမသိဘူးပြဿနာကဟုတ်ပြီနော်အဲ့သူတို့ကချောက်ပါအရှင်ပြတပြီးတော့ကုသိုလ်ကျန်တဲ့ဘာဖျားဆိုတော့ဒါနင်းဘာမှမပြောအပ်တယ်အကေသူတို့ကဘာမှလည်းမချောက်ထားဘူးဆိုရင်တော့မနင်းတာကောင်းတယ်တအားဆိုတော့ဒါဘူးသရဝင်းနေတော့ဒါနော်ဒကာတော်မတွေဘက်ကလည်းဒါချောက်ထားဖို့လိုတယ်ဆိုတာပြောနေတာပဲဒါလည်းဒီမှာမပါဘူးလားဒီဝင်းနေနော်အဲ့ကြောင့်ပိတ်ဖြူတွေပါတယ်မိမိတို့အိမ်ပါတခါလေးခင်းတယ်ဆရာတော်ကြောက်လို့ရှိရင်လေခင်းတယ်တချို့အိမ်တွေမှာပိတ်ဖြူတွေပါတယ်ခင်းကြတာရှိတယ်အဲ့တော့ခင်းကောင်းပါတယ်တော်တော်ချောက်လိုက်ပါ ရှင်များတို့တပည့်တော်တို့ဘာစိတ်မှမရှိပါဘူးကုသိုလ်လိုချင်လို့ပါဘုရားပဲဖြောက်လိုက်နင်းလို့ရတယ်မဟုတ်ရင်ဆရာတော်နေနင်းမှာမဟုတ်ဘူးမနင်းဘာသူတို့တို့မထင်နဲ့အဘာလဲငါတို့ဘာလို့မနင်းတာလဲထင်ကောင်းထင်မယ်ဝင်းနီးမသိတဲ့ဆံကတော်တော့နင်းကောင်းထင်မယ်လေဝင်းနီးနားလဲတဲ့ဆရာတော်နေနင်းမှာမဟုတ်ဘူးဘာလို့သူတို့ကတန်တရားရှိတယ်လေဒီလူတွေကဘာစိတ်နဲ့ခင်းလာတာလဲကုသိုလ်လိုချင်လို့လားကိုဝင်လိုချင်လို့လားချဲကနေပေါ့ချင်လို့လားနော်ထီပေါ့ချင်လို့လားဆိုခင်းလာမသိဘူးလေနော်အဲကြောင့်ကျွန်တော်ကတန်ကတော်တွေဘက်ကကုသိုလ်လိုချင်လို့ခင်းလာတာဆိုရင်နင်းကောင်းတယ်တခြားတခြားကိစ္စနဲ့ဆိုခင်းရင်မနင်းကောင်းဘူး ဒီတော့ကျွန်တော်ဒကာနမတွေဘက်ကပိအဝတ်တွေပါတယ်ခင်းလာလို့ရှိရင်ချောင်းအောင်ကုသလို့ကျွန်တော်ခင်းလာတာပါနင်းပါဗျာပေါ့နော်ချောင်းအောင်အဲဒါလည်းဘူးသူတာပဲဒီမှာမပေါ့နော်ကောင်းတယ်အဲ့ဒါမေခွန်းနဲ့မေးလိုက်တော့ထွက်လာတာတော့ဝင်နေတယ်နော်သိတာလေကောင်းတယ်ဒါဆိုရင်ဒီဥစ္စာကိုကျွန်တော်ပြီးပြီထင်နော်အဲ့တော့ခုနကသပင်းဖြန့်ခင်းတယ်ဆိုတာနဲ့ဆက်ဆက်ပြီးတော့ဒီအဝတ်တွေပါတယ်ခင်းတယ်ဆိုတာပြဿနာလည်းပြီးသွားတာပေါ့နော်အစင်း break time ပေါ့နော်